လူမှုအုံကြောင်းမှုတွေနဲ့ရန်ဆိုင်နေရတဲ့မာဒါဂါစကာသမရထွက်ပြေးသွားတဲ့နောက်စစ်တပ်ကအာဏာသိမ်းလိုက်ကြောင်းသိရပါဗျ။သမရအန်ဒရီရာဂျိုလီနာဟာနိုင်ငံရဲ့အစည်းအဝေးမွေးတင်မှုလျှက်စစ်တပ်အားပြတ်တောက်မှုလူမှုအတွက်ကောင်းကျိုးအခွင့်လန်းကောင်းတွေကဲမဲ့နေမှုတွေကြောင့်ပြည်သူလူထုရဲ့အညဉ်းညံ့မှုကိုခံနေခဲ့ရပါဗျ။နောက်ပိုင်းမှာအစိုးရစန်းကျင်ရေးဆန္ဒပြပွဲတွေကိုစစ်သားတွေကပါပူးပေါင်းလာတဲ့နောက်ရာဂျိုလီနာကစစ်တပ်ဟာအာဏာသိမ်းဖို့အကွက်ဆင်ကြံစီနေတာလို့ဆက်ဆွဲခဲ့ပါဗျ။အော်တိုဘာ၁၄ရက်နေ့မှာတော့မာဒါဂါစကာမှာ စစ်တကအာနာသိမ့်လိုက်ပြီးရာဂျိုလီနာရဲ့အစိုးရပြုတ်ချသွားခဲ့ပါတယ်။တမရကနိုင်ငံကနေထွက်ပြေးသွားပြီးလလောဆယ်ဘေးရောက်နေတယ်လေဆိုတာကိုတော့မသိရသေးပါဘူး။သူကိုဆွဆဲပြစ်တင်အရင်ယူဖို့လွှတ်တော်ကအမဲခွဲအတည်ပြုလိုက်ချိန်မှာပဲရာဂျိုလီနာကထွက်ပြေးသွားခဲ့တာပါ။မာဒါဂါစကာရဲ့ထိတ်တန်းစစ်ရေးယူနစ်ဖြစ်တဲ့ GASP ကစစ်တပ်နဲ့တပ်ထင်းအရာရှိတွေပါဝင်တဲ့အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီးဝန်ကြီးချုပ်တဲ့သူကိုယာယီခန့်အပ်မှာဖြစ်ကြောင်းအဲ့ဒီနောက်အရက်သားအစိုးရတရက်ပြန်လည်ပေါ်ထွန်းလာရေးအတွက် အရှိန်မြင့်အလုဆောင်သွားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်ရှင်။